အားလုံးပဲမြင်လို့ပါဗျာစိုင်းတဲ့တဲ့ထလာမပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာကုတင်ဆက်ပေးမယ့်ရုပ်သံမျိုးပိုင်းလေတော့တောင်ခန်းကတီအန်လေးစကန်တွေကိုစစ်တကသိမ့်ပိုက်လိုက်ပြီးအပသာစပွိုင်းတင်ပြလာတဲ့ရုပ်သံမျိုးပိုင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမာဘာသာစပွိုင်းကအဲ့ဒီချောင်းနဲ့ပတ်သက်ပြီးနောက်ထပ်ဘလူးသတင်းတွေကိုတင်ဆက်ထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းစိုင်းတဲ့တဲ့ထလာမအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ 19ရက်3လ2025ပေါ့နော်မြေပြင်ရရှိတဲ့တရင်ချက်လက်တွေကိုကျွန်တော်ကနိုင်ငံတော်ကြီးကြီးတွေအပါအဝင်အကြံတော်နေတိုင်းနဲ့ပြည်သူလူထုတွေတက်မလို့နဲ့တက်မလို့သားမိသားစုတွေတရှိဖို့အတွက်စပီကာသမားတယောက်အနေနဲ့တင်ဆက်ပေးမှဖြစ်တယ်ပေါ့နော်ပေါ့နော်အဲ့တော့မြေပြင်တရင်တွေကတော့ကျွန်တော်အခုရရှိတဲ့တရင်လေးတွေကိုတင်ဆက်ပေးမှဖြစ်တယ်ပေါ့နော်အဲမနေ့ကပေါ့နော်အကြံတော်ဒီအနေနဲ့စကန်ကိုတင်ပတ်ရရှိတယ်တောင်းခန်းတောင်းခန်းကတော့တကယ်အားရဖို့ခေါ်ပါတယ်အောင်ပွဲတွေနဲ့အတူတူပေါ့နော်နောက်ဆုံးအဆင့်နောက်တန်းကမိသားစုတွေနဲ့ရှေ့တန်း ပြောင်းဝင်တဲ့အထိကိုပေါ့နော်အောင်ပွဲတွေရရှိခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့တော့လည်းအဲ့ဒီ၄နှစ်၆လာအတန်လင်ဘက်ကပေါ့နော်နဲ့နောက်ထပ်တခြားပေါ့နော်အင်အားတွေနဲ့ကျွန်တော်ကလောအဝင်မှာအဲလမ်းမှာအချွေပဲတောက်တောက်ထမင်းမင်းစားစားပေါ့နော်ဘာပဲလုပ်လို့ဆိုပြီးတော့ပတ်စံ၈သိန်းချက်တိတိကျွန်တော်နဲ့ကြော်ဆိုးနေပေါ့နော်လူခဲ့ပါတယ်ပေါ့နော်လူခဲ့ပြီးတယ်ကျွန်တော်တို့လည်းလလန်းမီတော်လုပ်နေတယ်အခုကလည်းကျွန်တော်အလုံးမအားသေးလို့ပါကျွန်တော်တောင်းကန်းကိုနော်ဒီအခုပြင်ဦးလုံပြောင်းရောက်တဲ့ချိန်ကျရင်တောင်းကန်းကိုပို့ဖို့ဖက်နဲ့ဒီနော်အဝတ်စားတွေကျွန်တော်စီစဉ်ထားတာရှိပါတယ်ပေါ့နော်ကဲ၅ရက်နေ့ နေ့လေပိုင်းတွင်တောင်ကန်ဒေသကြီးအချမ်းဘက် DNA စကန်ကဒရုန်းဖြင့်ကင်းတောက်၍ဒရုန်းပစ်ကူလက်နက်ကြီးပစ်ကူများဖြင့်ကြိုတင်ချိန်မုံပြီးကိုမရိုတောင်ကန်စစ်ကြောင်းမှစီးနင်းတိုက်ခိုက်ရာတိုက်ခိုက်ချိန်45မိနစ်အတွင်းရန်သူစကန်အသိမ်းပိုက်ရရှိခဲ့ပြီးရန်သူမှအလောင်းလက်နက်များဆွဲ၍ထွက်ပြေးသွားခဲ့တယ်။အလားတူစုခွာရာရန်သူနှင့်ကိုမရိုအရန်စစ်ကြောင်းကိုထပ်မံထိတွေ့မှုဖြစ်ပွားဖြစ်ပွားခဲ့ပြီးလက်နက်ခရမ်းအချို့သိမ်းဆည်းရရှိခဲ့ဖြစ်စဉ်တွင်မိမိတိုက်ခိုက်မှုမရှိရန်သူတံမှတိအချမ်းဘက် DNA နှစ်လောင်းနှစ်နှစ်လက်နက်နှစ်လက် RPG လောင်ချာတစ်လက်တိုက်81တစ်လက်၃ GA ၃ခု G 680တောင်း၄လက်ပစ်ပုံ၅လုံး ငါမိုင်းမျိုးစုံ3လုံး6 short tight ဒုံနှလုံး9 RPG ဒုံဒီ4လုံး8သဲ8ဘန်က16လုံးကိုမြေခွေးချင်း28ချင်းအဲကောင်တွေတော့ဝဲတော့ဆွဲတော့မနေတဲ့ဂျင်းမင်းရောမထွက်ဘူးပွေးဆွဲနေဝဲဆွဲနေကောင်တွေနော်သွားပြီကြာချုံးသွားပြီတကောင်တွေနော်ကိုမြေခွေးချင်း28ချွင်း30တဲ9လုံး7တဲ7ရေမြောင်600ပေးခန့်တို့ကသိမ့်ပိုက်ရရှိခဲ့ပြီးစုပ်ခွာသူရန်သူနောက်သူလက်နက်ကြီးများဖြင့်မြေပြင်စစ်ကြောင်းများဖြင့်ထက်ချက်မကွာလိုက်လံရှင်းလင်းလျက်ရှိပါကြောင်း congratulation မှာတောင်းခံ fighter ကြီးများနဲ့တိုက်ပွဲတရင်စုံနော် ောက်တစ်ခုကတော့စိတ်မကောင်းစရာတရင်ပေါ့နော်ဒါကကျွန်တော်အမြဲတမ်းတရင်ပေးနေတယ်လို့အကိုရေးရတဲ့ great dress ဆာမေးပွဲရွှေဘုံမှာသွားပြေဖို့ကြောင်မြောင်းကဆရာမတွေကိုယ်တိုင်ကခမရစနစ်ကိုတရင်ပို့ဖို့အကူအညီမတောင်းလို့ခမရစနစ်ကဘာမှမလုပ်ပေးနိုင်ဘူးလို့ចောင်းသားမိပါတွေနဲ့ចောင်းသားတွေကို15ရက်3လ2025ရက်နေ့မှာပြောခဲ့တယ်မနေ့ပိုင်းကကြောင်မြောင်းတက်ကအရာရှိတွေကပြောလို့လို့တဲ့ចောင်းသားတွေနဲ့ចောင်းသားမိပါတွေငိုပြီးပြန်လာကြတယ်တဲ့ကြောင်မြောင်းမှာမြို့ခံဆရာမက3ရောက်လောက်ပဲရှိတာတဲ့အခြားဆရာဆရာမတွေကလာပြီးစာတင်မပေးတာတဲ့လမ်းမပိတ်ခင်ကလေးကပါတဲ့ចောင်းကလည်းပိတ်ထားတယ်လေတဲ့အဲ့ဒီចောင်းသား18ယောက်နဲ့သူတို့မိပါတွေကကြောင်မြောင်းကလူတယောက်ကို PDF တွေစီမှာအကူအညီတောင်းခိုင်းတယ်တဲ့ အဲ့ဒီလူကားရေတော်ချေးရွာ PDF gate ကိုအကျိုးအကြောင်းသွားပြောပြတယ်တဲ့ PDF က15ရက်3လ2025ရက်နေ့နေ့လယ်မှာလေရွှေပုံမြို့ကိုတောလန်းကနေပို့ပြတယ်တဲ့လမ်းမှာတ냐အိရတယ်16ရက်3လ2025ရက်နေ့ကဒီမနေ့စင်နာရီလောက်ကရောက်သွားပြီတဲ့အဲ့ဒီចောင်းသားចောင်းသူတွေမနေ့ပြန်စာမေးဝဲဝင်ကြကြမှာပါတဲ့ចောင်းမြောင်းကပြည်သူတွေရင်ထဲမှာတဲ့စစ်တပ်ကိုဘာဘဲကူညီတောင်းတောင်းမရဘူးပေါ်ခံရငေါက်ခံရအစဲခံရတာပဲအဖက်တင်တယ် PDF ကမှကလေးတွေစာမေးဝဲဖြေလို့ရအောင်ကူညီသေးတယ်ဆိုတဲ့အတွေးတွေသူတို့ရဲ့အုံနောက်ထဲမှာရောက်သွားပြီဗျာတဲ့ចောင်းသားတွေကလည်းတနစ်နှစ်နာမှာဆိုရင်လို့စာမေးဝဲကိုဖြေချင်နေကြတာပေါ့တဲ့မြို့ကန်ဆီယာမတွေ မြို့ကန်ဆီယာမားတွေကလည်းចောင်းပိတ်ထားတာပဲဆိုပြီးចောင်းသားတွေကိုမငဲ့ညာဘူးတခါမှရစနစ်ကိုစာမှုပဲပြင်မဲ့ကိစ္စအတွက်သွားပြောရမှာပြောမပြီးဘူးတက်ကလည်းငါတို့ကိုဆီယာမားတွေကိုယ်တိုင်လာပြီးမတင်ပြလို့ဆိုပြီးចောင်းသားမိဘတွေကိုអងောက်ဆူဆဲလွတ်တယ်တာဝန်မဲ့သူလို့လုပ်တယ်နောက်ဆုံးနဲ့မရရတဲ့အနေနဲ့ PDF ကိုကူညီတောင်းရတဲ့ဘဝရောက်တယ် PDF ကလည်းစာမှုပဲပြပြီးចောင်းမြောင်းကိုပြန်မလာတော့ပါဘူးဆိုတဲ့ဝန်ခံကတိကိုတောင်းတယ်တဲ့ចောင်းသားတွေကလည်းចောင်းမြောင်းမှာငတ်တယ်မဲ့အတူတူရွှေပုံမှာပဲဘယ်လိုနေရနေရနေတော့မယ်ဆိုပြီးတော့တဲ့ဂရိပေးလိုက်တယ်တဲ့နော်ကဲကောင်းကြသေးလားအကူကြီးခင်ဗျာတဲ့ကျွန်တော်တို့ကအသိဉာဏ်နဲ့လို့လားမသိဘူးတဲ့နားမလဲတော့ဘူးမစင်စားမတွေ့တော့တတ်ပါဘူးတဲ့ယင်းထဲမှာတော့ကျွန်တော်ကိုယ်တိုင်လည်း ်နှစ်နေအောင်ခန်းစားရပါတယ်ကျွန်တော်ဘဒုကိုအပြစ်ပြောရမှန်းကိုမသိပါဘူးပေါ့နော်ဒီចောင်းသားလေးတွေပေါ့နောက်တစ်ခုကတော့၁၄ရက်နေ့ကကျွန်တော်နော်မိုင်းအောင်လို့အဲ့ဘက်ကိုတိုင်းရံဘက်ကိုကျွန်တော်သွားတယ်ဆိုတာလေအဲကျွန်တော်အလုပ်ကိစ္စကြီးလည်းပါတယ်ကျွန်တော်အဲ့နိုင်ငံအရေးပေါ့နော်တိုင်းရပြည်အဲ့အတွက်ကျွန်တော်တို့တိုင်းပြည်ငင်းချမ်းဖို့တစ်ဖက်တစ်လမ်းကနေအုတ်ရချက်သေးတဲ့ဘက်အနေနဲ့တရင်းနေလည်းထောင်လန်းခဲ့တာရှိတယ်၁၄ရက်နေ့ကတိုင်းရံမြုံနဲ့ပိမုံရွာမှာကြားဖြန်160ကျုံမိတယ်တဲ့၃ယုံရှိတယ်တဲ့တယုံမဲမိထားတာလေကျန်တဲ့၂ယုံလွတ်မြောက်ထားတယ်တဲ့ဒီကောင်းနေအကြောင်းနဲ့မြမအတန်နဲ့အခုချိန်ထိမပါသေးဘူးနော်အကြောင်းရှိလို့လားမသိဘူးတဲ့နော် ကျွန်တော်လည်းစိတ်ထဲမရှိဘူးဖြစ်နေတယ်တဲ့ဘာဖြစ်လို့နှယုံပဲမိတာလဲလို့စစ်တပ်ကလာပြီးချင်းကတ်တာက300တောင်ရှိတယ်တဲ့ဘာဖြစ်လို့လွတ်တာလဲလို့အကြောင်းတူရင်ပြန်ပြောပေးမယ်တဲ့အဲ့ကြားပြန်လောပန်းချီးထုတ်တယ်တဲ့လွတ်သွားတယ်တဲ့မမိဘူးတဲ့အခွေးကောင်ဘူးတဲ့နော်ကြားပြန်ကြားပြန်ကျွန်တော်တို့မြန်မာနိုင်ငံကိုနော်ဒေါ်စုကြည်အပါဝင်ဒီကြားပြန်နဲ့ကြားပြန်လုပ်တဲ့လူတွေအကုန်လုံးပေါ့နော် ျွန်တော်တို့နိုင်ငံကိုပြည့်လို့ပြည့်စီဖြစ်အောင်လုပ်ခဲ့တာပေါ့နော်နောက်တစ်ခုက16ရက်3လ2025မနေ့က AA အဖွဲ့တန်ရာရရှိသူကြတားတော့ကျွန်တော်အပေါ်ပို့ပြီးပြီသူတို့မြေပြင်မှာဆက်လက်ဆောင်ရွက်တာမဆောင်ရွက်တာတော့မသိဘူးအဲ့ဒါအဲ့တော့ကျွန်တော်ကအောက်ကနေ line ပေါ်နေ over လာဖြစ်တယ် AA အဖွဲ့တန်ရာရရှိသူများနေလို့ဆေးကုတဲ့နေရာအတိအကျပါတဲ့စွပင်ရွာစာတင်ကျောင်းနေတဲ့ခရီးရန်ကျောင်းတပြေရွာဒေါ်လာကြီးဖျားတောင်ကုန်းနေရာမှာပါတဲ့ဆေးကုတမှုပေးနေတာကရေပေါ်ကြီးမှဆေးဝင်တန်းတွေနောက်တစ်ခုကရေကလမ်းကျောင်းလမ်းချင်းများရှိသည့်တပြေတပြေပွင့်တစ္ဆာကြောက်တကားပတ်ပတ်လေတဲ့ထန်းတမင်မြို့နယ်ထန်းတမင်မြို့နယ်မြို့ မြို့ထန်းတပင်မြို့နယ်မြို့စိုးတရားကိုလည်းမနေ့ကဝင်ပြစ်ထန်းတပင်မြို့နယ်မြို့စိုးတရားကိုမနေ့ကဝင်ပြစ်ဝင်စည်းတာတဲ့ PDF ဂျမကအဖွဲလို့သိရတယ်ဂျမရဲ့ဇာတိကထန်းတပင်မြို့နယ်ကွအိုင်တမပါတဲ့မြို့နယ်ကွအိုင်တမပါတဲ့အခုအဲ့ဒီဂျမကလည်းထန်းတပင်မြို့နယ်ဇီးကုန်းကျေးရွာဘုံကြီးကျောင်းရှိတဲ့တဲ့ရွာဦးထိပ်ကနှစ်ထပ်အိမ်အကြီးကြီးမှာနေပါတယ်လို့သိရတယ်အခုလည်းဇီးကုန်းရွာဦးထိပ်ကနှစ်ထပ်အိမ်ကြီးမှာရှိနေတယ်လို့သိရတယ်တဲ့အဲ့ဒါကြောင့်လည်းဆောင်ရွက်နိုင်မှရင်တရင်ဖို့တင်ပြပါတယ်တပင်ညို့မှာတက်စကန်းရှိပြီးကြံတဲ့နေရာတွေမှာ PDF နေရာတွေပါတယ်ကြောက်ကြီး ကြောက်ကြီးပေါက်စင်စိတ်ကြီးတော်ပူကြောက်ကြီးပကန်းရွာမဲပလန်ရွာတလိုင်းအိုင်ရွာလေလေလန်းကူးလေလန်းကူးရွာလေးကုန်းတမစိတ်တဖျားကုန်းမိချောင်းကုန်းရောက်တော့ညောင်ပင်သားညောင်ပင်သားကားလန်းအရှိတ်ဘက်တောင်ချေရင်ဇီးကုန်းအနောက်ဘက်မှာဆိုရင်တဲ့ PDF စကန်းတွေပါရှိနေကြောင်းချက်တက်ညောင်ပင်ရေဦးအများကြီးပါတယ်နေရာအနက်က PDF နေရာတွေပါအခုလက်ရှိအချိန်ထိတောင်ဦးတက်နေတဲ့သက်ဆိုင်ရာဌာနတွေကအလုံးမလုံးပဲတဲ့ ဖရဲသီးတွေများနေလားမသိဘူးလေတပြေညွန့်ကြီးရွာကတန်တောင်ကြီးမြို့နယ်တောဘူးကြီးရွာကြောက်ကြီးဘက်ကမ်းကြီးရွာနဲ့ညောင်ပင်သာအရှိဘက်ကားလန်းဇီးကုန်းကြီးရွာနဲ့စင်စိတ်ကြီးကြီးရွာတွေကလည်းကြောက်ကြီးမြို့နယ်တွေထဲမှာပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့လည်းမြေပြင်လက်ရှိရနေတဲ့သတင်းတွေကိုတော့တတ်နိုင်တယ်လို့ကျွန်တော်ခီးထွက်တာတော့မှဘုံတော့မနာမနေဒီလိုပဲပေါ့နော်ဟိုပြောနေတာပေါ့အဲပြောနေတဲ့အတွက်ဟိုရရှိတဲ့သတင်းတွေကိုလည်းမြေပြင်ကနေတော့ကျွန်တော်တို့ပို့ပေးနေပါတယ်အဲ့တော့ကြတော့ နော်သူလောက်တာမလောက်တာတော့ကျွန်တော်တို့အပိုင်းမဟုတ်တော့ဘူးနော်ကျွန်တော်တို့ကတိုင်းပြည်အေဂျင်စီစင်းနဲ့နိုင်ငံကိုတာယာဖွံ့ဖြိုးစေခြင်းနဲ့ပြည်သူလူထုတွေအေးအေးချမ်းချမ်းနဲ့နေပြီးတော့မှနော်ဒီနိုင်ငံရဲ့ဟိုပါပေါ့နော်ဆက်ရန်ရားတွေကိုဟိုဝန်ထမ်းတွေလည်းပြည်သူလူထုတွေရဲ့ယုံကြည်မှုတွေရရှိပြီးတော့မှတိုင်းပြည်အေးချမ်းတာယာသွားတဲ့အဆင့်ထိမျိုးကိုကျွန်တော်တို့ကလိုချင်တဲ့ပြည်သူတယောက်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့အသက်တွေကျွန်တော်တို့မိသားစုဘဝတွေကိုကျွန်တော်တို့ပေးဆက်ပြီးတော့မှနော်ဒီလောက်ကိုကျွန်တော်လောက်တာပါပေါ့နော်အဲ့တော့ကြတော့ ကျွန်တော်တို့နိုင်ငံမှာအစိုးရကောင်တရားပေါ်ထွက်လာပြီးတော့ဝန်ထမ်းကောင်ဝန်ထမ်းမြတ်တွေနဲ့တရားကျသောနေထိုင်ခြင်းနဲ့ပြည်သူလူထုတွေနဲ့နိုင်ငံလေးကိုတရားခွင့်ပြုတုတ်တက်စေချင်တာကတော့ကျွန်တော်ကျင်နေရဆန္ဒဖြစ်ပါတယ်။မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေ။ရှေ့တန်းရောက်နေတဲ့တမတော်သားတွေဘေးရန်တွေကင်းရှင်းပြီးတော့မှနောက်တန်းကအမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေလို့မြေတာကိုဆုတောင်းပေးလိုက်ပါတယ်။